နာရဒဇတ်တော်တခါသောအခါကဗာယာနတိပြည်၌အင်္ဂရိမင်းအုပ်ဆိုးစဉ်အခါတွင်ဤဇတ်တော်သည် ဖြစ်ပေါ်ခဲ့ပါသည်ထိုအခါဘောဓိတတ်တော်သည် နာရဒအမည်ရှိနေရသည့်အဖြစ်ဖြစ်တော်မူခဲ့၏အင်္ဂရိမင်းသည်တရားသဖြင့်အုပ်ဆိုးသောမင်းတစ်ပါးဖြစ်ပြီးတစ္ဆာတရားလေးပါးကိုသိရှိ နားလည်သူဖြစ်၏ အချိန်တန်ကြာသောအခါမင်းကြီးသည်အကျင့်ပြည့်ရင်းလာပြီးမှားယွင်းသော အယူဝါဒများကိုလက်ခံလာပါသည် တရက်တွင် အာလာရဝေလူကနှင့်ယမတက်အမည်ရှိမကြီးသုံးဦးနှင့်အတူလာမင်းထွန်းလင်းသောညတညတွင်နန်းတော်အပေါ်ထက်မှကျယ်ပွင့်များကို ကြည့်ရှုရင်းဆွေးနွေးနေကြပါသည်ထိုအခါမင်းကြီးကသူ၏မက်ကြီးများအားမေးခွန်းတစ်ခုမေးလိုက်ပါသည် မကြီးတို့ယခုကဲ့သို့လှပသောညခင်းတွင်ငါတို့မိသည့်အရာကိုဆွေးနွေးသင့်သည်။အာလာယအမတ်ကအချင်းနှင့်ကာမဂုံအကြောင်းဆွေးနွေးကြပါသောဟုဆို၍ဝေလူကအမတ်ကအစာအသောက်အဝတ်အစားစသည့်အာယုံ၅ပါးခံစားမှုအကြောင်းဆွေးနွေးကြပါသောဟုဆို၏။ပြမတဲ့အမတ်ကမူစိတ်ရေးစရာအတွေ့အကြုံများအကြောင်းဆွေးနွေးကြပါသောဟုအကြံပြု၏။ မင်းကြီးသည်ဂင်းတို့အားလုံး၏အကြံပြုချက်များကိုနားထောင်ပြီးနောက်သူကိုယ်တိုင်လည်းအကြံတစ်ခုထုတ်ပေါ်လိုက်သည်ငါတို့သည်တေခြင်းတရားနှင့်ပတ်သက်၍ဆွေးနွေးကြပါစို့လူတိုင်းသည်တေဆုံးရမည်ဖြစ်တော်လဲငါတို့သည်တေပြီးနောက်ဘာဖြစ်လာမည်နည်းတဖန်ပြန်လဲမွေးဖွားမည်လားအပြစ်ကျူးလွန်သောသူများငရေတို့ကြားရောက်မည်လားကုသိုလ်ကောင်းမှုပြုသောသူများနတ်ပြည်တို့ရောက်မည်လား ထိုအခါအာလာယအမတ်သည်မင်းကြီးအားသူ၏အယူဆများကိုတင်ပြလိုက်ပါသည်သူကကောင်းမှုမကောင်းမှု အကုသို့ကုသို့ဟု၍မရှိကြောင်းသိပြီးနောက်ပြန်လည်မွေးဖွားခြင်းလည်းမရှိကြောင်းလူသား၏ဝိညာဉ်သည်တည်ဆုံးသောအခါပျက်စီးသွားကြောင်းထိုကြောင့်စိတ်တိုင်းကြလိုရာအတိုင်းနေထိုင်စားတောက်ကပျော်ရွှင်သင့်ကြောင်းပြောပြခဲ့ပါသည် အင်္ဂလိမင်းသည် အာလာရာ၏စကားများကိုစိတ်ဝင်စားခြင်းဖြင့်နားထောင်ပြီးထိုယူဆများကိုလက်ခံခဲ့သည်ထိုအချိန်မှစ၍မင်းကြီးသည် အကုသို့မကောင်းမှုများကိုပြုကျင့်လာခဲ့ပြီးမြည်သည့်ကောင်းမှုကိုမျှမပြုတော့ပေမင်းကြီးသည်အရက်တောက်ခြင်းကာမဂုဏ်ခံစားခြင်းအခွန်တို့များကိုတိုးမြင့်ကောက်ခံခြင်းဖြင့်ပြည်သူများကိုဒုက္ခပေးလာ၏ ထိုအခါမင်းကြီး၏သမီးတော်ရူစာမင်းသမီးသည်ဟာခမဲတော်၏အပြုအမူများကြောင့်စိတ်မတက်မသားဖြစ်လာခဲ့သည် သူမသည်ဖာခမဲတော်အားပြန်လဲတရီးရစေရန်စူးစမ်းတော်လဲမင်းကြီးကနားမထောင်ခဲ့ပေ ။တနေ့တွင်မင်းကြီးသည် သမီးတော်အားတဆောင်းစင်းလေးရှိသော မြင့်မြတ်သည့်အခမ်းအနားကိုဆင်နွှဲရန်ပြင်ဆင်နေစဉ်ယူစာမင်းသမီးကမိမိတို့သည်ဂေါ်တရေအလွန်နှိမ့်ကြနေကြောင်းခမဲတော်၏အုတ်ချုပ်မှုဆိုးများကြောင့်ပြည်သူပြည်သားများဒုက္ခရောက်နေကြကြောင်းပြောပြလေ၏သို့သောမင်းကြီးကသူ၏ယူဆများသည်မှန်ကန်ကြောင်းပြန်လဲခေပပြီးသမီးတော်၏စကားကိုလက်မခံခဲ့ပေ။ ဤသို့ဖြစ်ပျက်နေစဉ်ထိုအချိန်တွင်နတ်ပြည်မှနာရရရသည်သည်ဤဖြစ်ပျက်ကိုသိရှိလာပါသည်နာရရရသည်သည်အင်္ဂရိမင်းအားမှန်ကန်သောလမ်းကြောင်းသို့ပြန်လည်ဆောင်ခြင်းရန်ရည်ရွယ်ချက်ဖြင့်မင်းကြီးဤနန်းတော်သို့ကြွားရောက်လာပါသည်နာရရသည်သည်မင်းကြီးအား衲ပြည်လူပြည်နေရေးပြည်တို့၏အကြောင်းကိုအသေးစိတ်ရှင်းလင်းပြောပြခဲ့ပါသည် မကောင်းမှုပြုသူတို့ ။မရေပုံတို့ရောက်ရပုံကောင်းမှုပြုသူတို့၊နတ်ပြည်တို့ရောက်ရပုံတို့ကို ဥပမာများဖြင့်ရှင်းပြခဲ့သည်။ထို့အပြင် သူကိုယ်တိုင်နတ်ပြည်နှင့်မရေပုံတို့တွင် တွေ့မြင်ခဲ့ရသော အဖြစ်အပျက်များကိုလည်းဖော်ပြခဲ့လေသည်။အိုမင်းကြီးအင်္ဂရိမင်းမတ်ပါကောင်းမှုကုသိုလ်နှင့် မကောင်းမှုအကုသိုလ်တို့သည် အမှန်တကယ်ရှိပါသည်။မကောင်းမှုပြုသူတို့သည်တေပြီးနောက်မရေပုံတို့ရောက်ရပြီး ကောင်းမှုပြုသူတို့သည် နှက်ပြည်တွင်ချမ်းသာကြရပါသည်မင်းကြီးသည် သူတော်ကောင်းတရားကိုလိုက်နာပြီးတရားသဖြင့်အုပ်ဆိုးပါကတည်ပြီးနောက်နှက်ပြည်သို့ရောက်ရှိမည်ဖြစ်ပါသည်ထို့နောက်နာရရရသည်သည်အပြည့်မျိုးမျိုးကိုကျူးလွန်ပြီးမြေရဲသို့ကြရောက်ခဲ့ရသောဘရင်များနှင့် ကောင်းမှုကုသို့ပြုခဲ့ပြီးနှက်ပြည်သို့ရောက်ရှိခဲ့သောမင်းကောင်းမင်းမြတ်များ၏ဇလန်းများကိုပြောပြခဲ့ပါသည် နာယာယတိဤတရားဟောကြားမှုကိုနားထောင်ပြီးနောက်အင်ဂတိမင်းသည် သူ၏အမားကိုတည်မြင်လာပါသည်မင်းကြီးသည် အာလာယဤမာယွင်းသောအယူဆများကိုဆွံ့လွတ်ပြီးတရားမျှတစွာအုပ်ချုပ်ရန်ဆုံးဖြတ်ခဲ့ပါသည်ထိုနေ့မှစ၍အင်ဂတိမင်းသည်မှန်ကန်သောဗုဒ္ဓတရားတော်ကို လိုက်နာပြီးတရားဓမ္မနှင့်အညီအုပ်ချုပ်သောမင်းကောင်းမင်းမြတ်တစ်ပါးပြန်လည်ဖြစ်လာခဲ့ပါသည် ထိုနေ့မှစ၍မင်းကြီးသည်ပြည်သူများအားရရောစွာဒါနပြုခြင်းငါးပါးသီလလုံးကျုံအောင်စောင့်ထိန်ခြင်းတရားဓမ္မကျင့်သုံးခြင်းတို့ကိုလှုပ်ဆောင်လာခဲ့ပါသည်။ပြည်တွင်းအုပ်ချုပ်ရေးတွင်လည်းတရားမျှတစွာ အုပ်ချုပ်ခဲ့သဖြင့်တိုင်းပြည်သည်ငြိမ်းချမ်းသာယာလာခဲ့ပါသည်။ဇတ်တော်ဤဤကုန်းတွင်မြတ်စွာဘုရားရှင်သည် ဝေဒာလီပြည်၌တရားဟောကြားစဉ်အိနာရဇတ်တော်ကိုဟောကြားတော်မူပြီး ထိုစဉ်ခါကအင်္ဂရိမင်းသည် ယခုအာနန္ဒာမထေဖြစ်၍ယူဆာမင်းသမီးသည်ယခုရာဟုလာမထေဖြစ်၏နာယရယသည်မှာငါဖျားဖြစ်သည်ဟုဇတ်တော်ကိုပြန်ဆက်တော်မူခဲ့ပါသည်ဤဇတ်တော်မှလူတို့သည် အကုသိုလ်မှရှောင်ကျဉ်၍ကုသိုလ်ကောင်းမှုများကို ပြုလုပ်ခြင်းဖြင့်ဘဝ၌ချမ်းသာကြကြောင်းမကောင်းသောအယူဝါဒများကိုလက်ခံခြင်းဖြင့်မိမိကိုယ်ကိုယ်သာမကဲ့ အခြားသူများကိုပါနင်းနာဆုံးရှုံးစေကြောင်းပညာရှိတို့ဤဆုံးမစကားကို နာခံလိုက်နာခြင်းဖြင့်မှန်ကန်သောလမ်းကြောင်းသို့ပြန်လည်ရောက်ရှိနိုင်ကြောင်းသင်ကြားရရှိနိုင်ပါသည်ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်